ကိုကြောင့်ဘသူမှဒုက္ခမရောက်စေခြင်းဘူးဆိုရင်ကိုချင်းသီလအထင်းသေးဆောက်ရှောက်ပါကိုချင်းသီလဆိုတာသူများဒုက္ခမပေးတဲ့အလုပ်ပဲနော်သူများဒုက္ခပေးတယ်ဆိုတာသိရမို့လားသူများသက်တည်ရင်လည်းသူများဒုက္ခပေးတာသူများဥစ္စာခွင်လည်းသူတို့ဘာဒုက္ခပေးတာပဲကာမကိစ္စတွေမှာမမယွင်လို့ရင်လည်းသူများဒုက္ခပေးတာပဲလေလိန်ပြောရင်လည်းသူများကိုဒုက္ခပေးတာပဲ တုံးနဲ့တူမတက်အောင်ခုံတိုက်တာလည်းပဲဒုက္ခပေးတာဆဲတာရေးတာလည်းဒုက္ခပေးတာဒီကနေ့ခေတ္တပါဇက်ကတောင်ထုတ်မစလို့လက်နဲ့ရေးပြီးတော့ Facebook ကဆဲနော်ဆဲဖို့ဆဲနည်းတွေမျိုးစုံပဲအဲ့ဒါတွေဟာကိုကျင်းသီလပျက်စီးခြင်းအဓိပ္ပာယ်တွေပဲအဲ့ဒီလူဟာတွေမရှိအောင် သူများကိုဒုက္ခပေးတဲ့အလုပ်တွေဟာရှောင်ပြီးတော့ကိုကျက်သေးလာနဲ့ပြည့်စုံအောင်စူးစမ်းတယ်